Minglava Dine English sa go bega ni sa lila tin le so da ho chuno ne chin pyo chin ne da ma mo English sa bilu le la mla how to learn English how to learn English learn tin yu me bilu tin yu mla bega ni sa mla ka chao chi kan lo wa ma shi bu ဘယ် ABC စာလေ့လာမလဲဒါမှမဟုတ်အင်္ဂလိပ်အားသုံးလုံးဘယ်ကနေစာလေ့လာသင်လဲကျောင်းကိုကိုမေးခွန်းမေးကြည့်မယ်ပြီးတခြားလူလိုက်မေးကြည့်ဘယ်ကနေအင်္ဂလိပ်စာလေ့လာသင်လဲဆိုလို့ရှိရင်ကျောင်း YouTube တော့ဒါမှမဟုတ်တခြား Facebook ကျောင်းမြန်မာနိုင်ငံမှာဖွင့်တဲ့သင်တန်းတွေဖြစ်ဖြစ်ပေါ့နော်ကျောင်းအိမ်မှာ ESL တော့ English as second language မော်ရ ESL program တွေ ESL class တွေမှာ ကျောင်းကြီးတဲ့ချိန်ကျရင်ကျောင်းလေးလာမယ်ဆိုလို့ရှင်သူတို့ရဲ့သင်ယူပုံ သင်ယူနေတဲ့ဟာတစ်ခုနဲ့တစ်ခုမတူဘူးကျောင်းတစ်ကျောင်းနဲ့တစ်ကျောင်းသင်ယူပုံသင်ယူနေမတူဘူးဒါပေမဲ့အရေးကြီးအရေးကြီးတဲ့ချက်ကျွန်တော်ဒီမှာပြောချင်တာတစ်ခုကအင်္ဂလိပ်စာမမဟုတ်ပါဘူးကျွန်တော်တခြားဘာသာရပ်တွေလေ့လာတဲ့ချိန်မှာနံပါတ်၁ချက်နဲ့စနစ်တကျလေ့လာရမယ်အဲ့တပို့ပြီးတော့အရေးကြီးတာဘယ်ကစရမလဲဆိုတာကိုကျွန်တော်သိဖို့လိုတယ် အင်္ဂလိပ်စာဒါမှမဟုတ်အင်္ဂလိပ်စကားကိုကျွန်တော်လေ့လာတဲ့ချိန်မှာကျွန်အကျမ်းမြန်ဖြစ်ပေါ့နော်ကျွန်တော်ဒီမှာကျွန်တော်ရေးထားတဲ့ grammar ရှိမယ်ပြီး writing ရှိမယ်ပြီး speaking ရှိမယ်ပြီး listening ပြီး vocabulary ဒီဒီ skill 5 5ခုဒါမှမဟုတ်5ရက်ပေါ့နော်ဒီ skill 5ခုမှာဘယ်တစ်ခုနဲ့စရမလဲဥပမာကျွန်တော်မြန်မာ မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ကျွန်တင်တန်းနေမှာကျွန်တော်တွေ့ကြုံရကျွန်တော်စာအုပ်တွေလေ့လာခြင်းမှာကျွန်တော်တွေ့ကြုံရတာမဟုတ်စာအုပ်တွေကျွန်တော်ကြည့်တဲ့ချိန်မှာဘာတွေမြင်ရလဲဆိုတော့ကျွန်မြန်မာနိုင်ငံမှာ grammar တွေစတာများတယ် grammar စပြီးတော့ကျွန်တော် list grammar စပြီးတော့ speaking listening တုံးတာမဟုတ်ဒီ၃ခုကို debate ထဲသင်တာတွေရှိတယ်ဒီ၃ခုကိုအာ all in one ပေါ့နော်ဒီသုံးခုဒီသုံးခုပေါင်းပြီးတော့သင်တာရှိတယ် grammar နဲ့ speaking speaking နဲ့ listening ဒီမျိုးဒီသုံးမျိုးပေါင်းပြီးသင်တာရှိတယ်ဒါပေမဲ့လို့အင်္ဂလိပ်စာစပြီးခြေခံနဲ့စာလေးလာတဲ့လူတယောက်ကိုကျွန်တော်ဒီနေ့အားပေးချင်တာဒီကွာ grammar နေလည်းမလေးလာဘူး writing ကနေလည်းမလေးလာဘူး speaking ကနေလည်းမလေးလာဘူး listening ကနေလည်းကြောင့်မလေးလာနံပါတ်1ဘယ်နဲ့လေးလာရမလဲဆိုလို့ရှိရင် vocabulary ရဲ့စာလေးလာရမယ် vocabulary နဲ့စာလေးလာရမယ်ဘာလို့ကျွန်တော်လို့ပြောလဲဥပမာကျွန်တော်ခရီးသွားတယ်ဒါမှမဟုတ်တဲကနာရမယ်ကျွန်တော်ရေသားစားတဲ့အချိန်မှာကျွန်တော်ပါဇက်ကနေပြီးတော့ဘာပြောမလဲရေရေ I water water ရေလို့ကျွန်တော်ပြောတာ ਨੇ နားထောင်တဲ့လူက哦 ရေစာတာဖြစ်မယ်ဆိုတော့ချက်ချင်းသိတယ်ရေစာမှာဖြစ်မယ်ဒီတယောက်ရေစာနေတာလား water water လို့ပြောတဲ့ချိန်မှာဟောရေစာနေတာဖြစ်မယ်ဆိုပြီးချက်ချင်းသိတယ်ဆိုတော့ဒါမဲ့ကျွန်တော်ပြောလိုက်တဲ့ဒီ water ရေဆိုတဲ့စကားလုံးက vocabulary ဖြစ်တယ်ဝေါ်ဟာရဖြစ်တယ်ဒါမဲ့ grammar တခြားအဲ့ subject တော့ verb တော့မှမရှိဘူး I need water လို့တော့ကျွန်တော်ပြောရမှာအကျကျွန်တော်ဘာပြောလဲ water water လို့ပဲပြောတယ်ဒါပေမဲ့ဥမာသားပါတော့ကျွန်တော်ထိုင်းနိုင်ငံသွားလဲမယ်သွားလဲပြီးတော့ဥပမာပေါ့နော်ကျွန်တော်အဖြူတယောက်ထားလိုက်လူပြူဘိုးတယောက် hungry hungry လို့ပြောလိုက်ပြီးဆိုလို့ချင်းဘိုက်စားတယ်ဆိုတော့ချစ်ချင်းကြားတယ်လူကတည်တယ်ဒါပေမဲ့ဝါကြပြပြစုံစုံလိုလားဆိုတော့မလိုဘူး ဆိုဘာသာစကားလေးလာဘယ်ဘာသာရက်ပဲဖြစ်ဖြစ်ပေါ့เนาะကျောင်းမြန်မာစကားကိုပဲဖြစ်နေမြန်မာစကားပဲဖြစ်ပါစေကျောင်းအင်္ဂလိပ်စကားပဲဖြစ်ပါစေကျောင်းတခြားဘာသာပေါ့เนาะမှာကျောင်းထိုင်းတို့ကိုရီးယားတို့ဂျပန်တို့ဘယ်ဘာသာရက်ပဲဖြစ်ပါစေကျောင်းဘာသာစကားတစ်ခုလေးလာတဲ့ချိန်မှာဆိုလို့ရှိရင်ဘယ်ကနေစာအောင်လဲဆိုလို့ရှိရင် vocabulary နဲ့စာသင်တယ်ဥပမာကျွန်တော်တခုထပ်ပေးအောင်မယ် ဥမာ no money no money no money လို့ကျွန်တော်ပြောပြီးဆိုလို့ရှင်လူတွေကဘယ်လိုနားလဲအော်ဒီကြောင့်ပတ်စံမရှိဘူးပတ်စံမရှိဘူးဒါမှမဟုတ်ပတ်စံလိုချင်တဲ့ဥမာ homeless တွေဒီမှာကျွန်တော်လမ်းဘေးမှာကျွန်တော် angel မဲ့တောင်းစားတဲ့မြန်မာလိုဆိုတောင်းစားတွေပေါ့ဗျာတောင်းစား money money လို့ပြောတာနော်အော်ဒီလူပတ်စံလိုတယ်ဆိုတော့ကြည်ကျွန်တော်သိတယ်โอ้ thirsty thirsty ရေးစားတယ်ရေးစားတယ်လို့ပြောတဲ့ချိန်မှာအော် thirsty ဆိုစကလုံးတစ်လုံးတည်းကိုပဲကျွန်တော်စကလုံးတစ်လုံးကိုကျွန်တော်တို့ကောင်းကောင်းနားလဲတယ်ဆိုတော့ကျွန်တော်ဘာသာစကားအင်္ဂလိပ်အထူးသဖြင့်အင်္ဂလိပ်စာလေ့လာတဲ့ချိန်မှာကျွန်တော်ဘယ်ကစသင့်လဲဆိုလို့ရှိရင် vocabulary နဲ့စသင့်ပါတယ်ဆိုတော့ um okay ကျွန်တော် pyramid ပေါ့နော်ဒီလိုအထက်လေးကျွန်တော် pyramid ပုံစံလေးမျိုးလောက်ရအောင် နံပါတ်1ချက်အနေနဲ့ဘာလို့လဲဆိုလို့ရှင်ကြော vocab လို့ရတယ် vocab လို့ရတယ်ဥပမာဆိုလို့ရှင်ကျွန်တော် pronoun တွေ vocab ကြောတရားတွေမသိငယ်မအောင်เนาะ i ဆိုတာ i ရဲ့အဓိပ္ပာယ်ဒီပေါ် i ဆိုတာကျွန်တော်ကျမငါပေါ့เนาะကျွန်တော်မြန်မာလို့ဥပမာ he ပြီး she ဒါတဲ့ pronoun လို့ကျွန်တော်မသိခင်မှာဒါက vocabulary ဆိုတာကျွန်တော်သိတယ် okay ပြီးပြီးဆိုလို့ရှင် ဥမာ eat 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 ဘာနော်ကြောဝါကြပြပြဆုံးတော့ပြော hungry 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 လို့ပြောလာပြီဆိုလို့ရှိရင်အော်ဒီတယောက်ဘိုက်စားတယ်ဝါကြပြပြဆုံးဆုံးပြောသေးလားဆိုမပြောသေးဘူးဒါပေမဲ့နားလဲတယ်ဆိုတော့ဥမာကျွန်တော်အင်္ဂလိပ်လူဖြူဘိုးလူဖြူတယောက်ပေါ့နော်ရန်ကုန်လာပြီးတော့အာရေရေရေဒါမှမဟုတ် စားတယ်စားတယ်လို့ပြောပြီးဆိုလို့ချင်းကျောင်းသိတယ်ဒီလူဘိုက်စားတယ်ကျွန်တော်ဘိုက်စားတယ်လို့သူဟာကြပြပစ်ဆုံးတော့သူမပြောစားတယ်စားတယ်လို့ပြောရုံနဲ့ကျောင်းသိတယ်ဒီလူဘိုက်စားတယ်ဆိုတော့ဘာသာစကားအင်္ဂလိပ်စာဖြစ်ဖြစ်ဘာသာစကားတွေကျွန်တော်လေ့လာတဲ့ချိန်မှာနံပါတ်1ချက်ပါရေးကြည့်လို့ဆို vocabulary ရေးကြည့်တယ်ဒါမှမဟုတ်ဒီမှာကျောင်းသိထားဖို့က vocabulary အများကြီးသိစရာမလိုနော်မကြခင်ကျွန်တော်ဗီဒီယိုတစ်ခုထပ်သင်မယ်အဲ့ဒီဗီဒီယိုမှာဆိုလို့ရှိရင် တော့ common english ပေါ့နော်ကျွန်တော်အင်္ဂလိပ်ဒီမှာဒါအင်္ဂလိပ်ဒီဒါသုံးတယ်ကရိယာအလုံးတရားပြီးရင် adjective နာကရိယာ with the noun ပေါ့နော် adjective ဆို sorry adjective ဆိုတော့နာမ with the noun နာအစာပြုတဲ့ပုံကို okay adjective အလုံးတရားဆိုအဲ့လိုအလုံးတရားကိုကျွန်တော်လေ့လာခြင်းအဖြစ် vocabulary အလုံးတရားကိုလေ့လာခြင်းအဖြစ်ကျွန်တော်အများကြီးပြောလို့ရပြီဥပမာ ဥပမာပဲထပ်သွားအောင် go ဆိုတဲ့စကားလုံးကြုံလေ့လာလိုက်တယ် go ကသားပြောဥမာကျွန်တော်နားလဲတယ် i go to school ဒါ grammar မာလာမန်လာအရင်မမကြည့်သေးနော် go ဆိုတဲ့စကားလုံးပဲကျွန်တော်သုံးကြည့်မှာ i go school ဆိုလို့ချင်းကျွန်တော်နားလဲတယ်အော်ကျောင်းသွားတယ်ဒါ broken english ပဲ grammar မန်လာဆိုတော့မမှန်အောင်နံပါတ်တစ်ဖက်သားနားလဲလားဆိုတော့နားလဲတယ်ဆိုတော့ကျွန်တော်အဲ့လိုမျိုး vocabulary နဲ့စပြီးတော့ကျွန်တော်လေ့လာရမှာနော် okay ပြီးရင် grandma ကိုနည်းနည်းပြောချင်တယ်တချို့ကအာ grandma အေးမကြည်ဘူး grandma မလိုဘူးလို့ပြောတဲ့လူတွေရှိတယ်ဒါပေမဲ့ဒီမှာတိတာတိတာပေါ့ grandma ကကျွန်တော်ဘာသာစကားတိုင်းရဲ့ကြော်ယူကြီးဖြစ်တယ်ဆိုတော့ကျွန်တော်သိသိစေချင်တယ် grandma မတိလို့မရဘူးဥပမာ she goes to she goes to the market she goes to the market goes က es ထည့်တယ်ဆိုတော့ she ကအနေဖြစ်တဲ့တကြောင် es ဒါ grammar စီကံပဲဒါပေမဲ့ကျွန်အင်္ဂလိပ်လိုတကယ်ပြောတဲ့ချိန်မှာကျွန်တော်ဒီအမေရိကန်နိုင်ငံမှာဆိုလို့ရှိရင် she go to she go to the market goes တော့မှကျွန် s တော့မှကျွန်တခါချင်းမထည့်အောင်စကားတကယ်စကားပြောတဲ့ချိန်မှာ she she go to she go to the market she don't like it grandma mala she don't like it อืมကျွန်တော်ဒီမှာရေးပြမယ် she don't like သူဒါမှကြက် grammar ရ she don't ဆိုတာမမှန်အောင်လေ she ဆိုတာ singular don't ဆိုတာ plural ပြတဲ့ verb အများပြတဲ့ verb ဖြစ်တဲ့ don't ဆိုတာမှန်လားဆိုတော့မမှန်အောင်ဒါပေမဲ့စကားပြောမှကျွန်တော်သုံးတယ်ဒါပေမဲ့ professionally မဖော်မယ်လီမှန်မှန်ကန်ကန်နဲ့ကျွန်တော်အလုပ်တွေဖြစ်ဖြစ်ပေါ့နော်မီတင်တို့အစာအရေးသားတွေ မာဆိုလို့ရှိရင်ကျွန်တော် grammatically ဆိုပြီးတော့ grammar မှတ်မှန်ကိုကျွန်တော်တို့အသုံးပြုပေးရတယ်ဆိုတော့ grammar ဆိုတာကျွန်တော်ဘာသာစကားရဲ့ကြော်ရုပ်ဖြစ်တယ်ဥပမာဆိုလို့ရှိရင်မြန်မာမြန်မာစကားကိုစလေ့လာတဲ့ကျွန်မြန်မာတိုင်းသားတွေဖြစ်ဖြစ်ဒါမှမဟုတ်ကျွန်တော်ဘိုးတွေဖြစ်ဖြစ်မြန်မာတရားကိုတို့စာမလေးလာတော့မှမြန်မာစကားလုံးတွေသူစလေးလာမယ်ဒါပေမဲ့အဲမြန်မာစကားလုံးတွေကိုသူ့နေရာနဲ့သူမှန်မှန်ကန်ကန်ပြောနိုင်ဖို့ဆိုတာကတဒါလိုတယ်ဆိုတော့တဒါလည်းကျွန်တော်တို့လေးလာမယ် ပြီး vocabulary သိပြီဆိုလို့ရှိရင် vocabulary ကျွန်တော် နားထောင်ကြည့်မယ်အတန်ထွက်မှတ်မှန်ပေါ့နော် go go ဆိုလို့ရှိရင် go eat ဆိုလို့ရှိရင် eat မှန်မှန်ကန်ကန်ပေါ့နော်ကျွန်တော် ပြောဆိုနိုင်ရမယ်အဲ့ဒါကိုနားထောင်မယ်ပြီးရင်ပြောမယ်ပြီးရင်သုံးမယ် so vocabulary ပြင် grammar ကြော်ယူပါเนาะ grammar ကြော်ယူဆိုတော့ grammar မရှိတော့မြအောင်ဆိုတော့ဒီနေရာမှာ grammar ကျွန်တော် ကြောရိုးအနေနဲ့ကျွန်တော်ထည့်လိုက်မယ်။ Okay. vocabulary နံပါတ်၁ချက်နဲ့ကျွန်တော်အင်္ဂလိပ်စာလေ့လာတဲ့အချိန်မှာ vocabulary ကျွန်တော်သိရမယ်။ဝေါ်ဟာရတွေကျွန်တော်လေ့လာရမယ်။ဘယ်ဟောဘောဟာရတွေအသုံးများလဲပြီးကျွန်တော်ရေးမယ်။ရေးပြီးတော့အလွတ်ကျင့်မယ်။ကျစ်ပြီးတော့ပါးစပ်နဲ့လည်းပြောမယ်။အဓိပ္ပာယ်ကိုလည်းကျစ်ထားမယ်။ပါးစပ်နဲ့လည်းပြောမယ်ပြီးသုံးမယ်။ grammar မှန်စရာမလိုဘူးเนาะ grammar လက်မှန်စရာမလိုသေးဘူးဒီတိုင်းအသုံးပြုရုံပဲ ပြီးမှမှကျွန် vocabulary ပေါ်မှာမှဘာလို့မလဲကျွန် grammar လည်းတဖြည်းဖြည်း grammar ကိုကျတော့ကျွန်တော်အားပေးချင်တာ intermediate အလယ်လက်ရောက်မှပေါ့နော် vocabulary ပြီးရင်ကျွန်တော် speaking speaking လေးကျွန်တော်ပြောစီချင် speaking listening ဒီနှစ်ခုတော့ခွဲလို့မရအောင်ကျွန်တော်နားထောင်မယ်ပြီးရင်ပြောမယ်ပြောမယ်ပြန်နားထောင်မယ်နားထောင်မယ်ပြောမယ်ဒီနှစ်ခုတော့ခွဲလို့မရအောင် listening grammar နဲ့ listening ကိုခွဲလို့မရအောင်ဘာလို့ဆို clear တယောက် စကားဆက်ဆက်ပြောတဲ့ကလေးတယောက်ကြောင်းဥပမာကြည့်ရအောင်ကလေးကြောင်းโอเคမမမ်ဒါမှမဟုတ်ပပကျွန်တော်ကျွန်တော်သားရှိရဆိုပပလို့ကျွန်တော်ကျွန်တော်ခေါ်တဲ့ချိန်မှာကျွန်တော်သားပပလို့သူပြန်ပြောတယ်အေးပပလို့ပြန်ပြောဖို့သူဘာလို့ရအရင်ဆုံးနားထောင်ရတယ်ပပဆိုတဲ့ vocabulary ကျွန်တော်ပြောလိုက်တယ်โอเคပပဆိုတာအဖေ ပါပါโอเคတက်တာပြန်ခေါ်ကြည့်စမ်းသူကပြန်ပြောမယ်โอเคပါပါ तू နားထောင်မယ်ပြန်ပြန်ပြောမယ်ကျွန်တော်လေးလာတဲ့ချိန်မှာ clear တယောက်လိုပဲ vocabulary စားလေးလာမယ်ပြန်နားထောင်မယ်ပြောမယ်ပြောမယ်နားထောင်မယ်နားထောင်မယ်ပြောမယ်ပြီးမှမှကျွန်တော်အ writing ဆိုတာလာမယ် writing ဒီနေရာမှာ writing ထဲမှာနော် writing ဘာသာ grammar စမလေးလာသင်လဲ အဲ့တော့ grammar စမလေးလာသင်လဲဆိုလို့ရှင် grammar ကျောင်းမြန်မာနိုင်ငံမှာမြန်မာမြန်မာသူမြန်မာသူမြန်မာသားတွေပေါ့နော်ကျောင်း English grammar ကိုရှင်းပြောင်းကျောင်းအများကြီးအများကြီးကျွန်တော်တော်ကြပါတယ်သိကြပါတယ်ဒါပေမဲ့ grammar ကျောင်းလေ့လာတဲ့အချိန်မှာစကားပြောဖို့ပို့ပြီးကြောက်လာတယ်အေးငါစကားပြောတဲ့ grammar မမှန်မနေမလားဟာ grammar မှားသွားရင်ရောတခြားလူတွေဘယ်လိုထင်မလဲ grammar မှားတာသိရတဲ့အတိုင်းငါဘာလို့ပြောရမလဲအဲအဲ့လိုမျိုးပေါ့နော်ဥပမာကျောင်း music မြူဂီတာတခုကိုလေးလာတဲ့အချိန်မှာကျွန်တော်ဘယ်လိုပြောမလဲအာအခြေခံတည်ပြီးသားလူတွေပြင်ရခက်တဲ့ပုံစံလိုမျိုး grammar စီကံတည်တဲ့လူက speaking ပြန်ပြီးတော့ပြောတဲ့အချိန်မှာနည်းနည်းသင်ရခဲ့တယ်ဘာလို့ speaking အခါကျ grammar မှန်စရာမလိုတစ်ဖက်သားနားလည်ဖို့ပဲလိုတယ်။သူက grammar မှန်အောင်သိနေတယ်ဒါပေမဲ့ grammar စီကံလည်းမဖောက်ချင်ဘူးပြောလည်းမပြောတတ်ဘူးဆိုတော့ grammar ကိုနောက်မှလေ့လာသင်တယ် โอเคเนาะแกรมมาร์နောက်มาလေးလာမယ်ဘာလို့စီမင်းစီကန်เนี่ยကျွန်တော်မှတ်ရတယ်ကြဲရတယ်ပြင်သုံးရတယ်ဆိုတော့แกรมมาร์နောက်มาလေးလာမယ်แกรมมาร์ intermediate အလယ်လတ်လာမှာကျွန်တော်လေးလာမယ်ပြီးရင် vocabulary သိပြီးပြီဆိုလို့ရှိရင်ဘာလို့แกรมมาร์လေးလာတင်လဲကျွန်တော်ပထမပြောသလိုမျိုး grammar ကကို vocabulary ဘယ်နာမှာရှိတင်လဲဆိုတော့သူပြတယ် i ဆိုလို့ရှိရင် okay i ဆိုတာဒါ subject subject pronoun ပေါ့เนาะ subject เนี่ยမရှိတင်တဲ့ i ကျွန်တော် eat อ๋อ eat ဆိုတာလာ vocabulary ပဲဟုတ်တယ်နော် eat ဆို vocabulary อ๋อ eat ဆိုတာ verb verb ဆိုတော့ subject verb I eat an apple or apple ဆိုတော့ object ဆိုတော့ grammar ပြန်လေ့လာ grammar ဘာလို့ grammar ပြန်လေ့လာလဲ vocabulary လေ့လာပြီးမှ grammar လေ့လာခြင်း grammar ကို vocabulary ဘယ်နာမှာထားမလဲဆိုတော့သူကပြတယ်ဆိုတော့ကျွန်တော်ဘယ်ဘာသာစကားပဲလေ့လာလေ့လာ အင်္ဂလိပ်စာခုမှစာလေးလာမဲ့လူတွေကျွန်တော်အားပေးချင်တာတခုက grammar စီကနေခဏခောက်ထားလိုက် speaking listening နဲ့ခဏခောက်ထားလိုက်နမ vocabulary နားထောင်ရမှာပေါ့နော်ကျွန်တော်တန်ထွက်မှတ်မှတ်သိဖို့ dictionary နားထောင်မလား AI ကိုပြောခိုင်းမလားအမှကျော YouTube ဒီမှာကျွန်တော်မြန်မာ channel တွေအများကြီးရသူတို့ပြောတဲ့ဟာတွေကျွန်တော်လိုက်ပြီးတော့နားထောင်ကြည့်မယ်ဒါပေမဲ့ vocabulary နံပါတ်တင်နေလေးလာမယ်ဟုတ်ပြီနော် vocabulary လေးလာမယ် vocabulary လေးလာမယ်သုံးမယ် ဒီ vocal လေ့လာတဲ့ချိန်မှာဘယ်လိုလေ့လာရမလဲဆိုတော့ကျွန်တော်အရင်ကဗီဒီယိုတစ်ခုမှလည်းကျွန်တော်ပြောပြီးပြီဆိုတော့ဒီနေရာတော့ဒီလောက်ပဲကျွန်တော်ဘာသာစကားအင်္ဂလိပ်စကားလေ့လာတဲ့ချိန်မှာဘယ်ကနေစလေ့လာသင်လဲဆိုလို့ရှိရင် vocabulary စပြီးတော့လေ့လာမယ် i you me my mine ပေါ့နော် possessive adjective တော့ i okay eat ပြီး kriya တွေ verb တွေကိုကျွန်တော်လေ့လာမယ် noun တွေကိုလေ့လာမယ်ပြီး adjective တွေကိုလေ့လာမယ် i am happy am i happy i am happy are you happy so ကျွန်တော်လေးလာမယ် vocabulary လေးလာပြီးမှကျွန်တော် grammar လေးလာမယ်အဲ့လိုလေးလာနေရင်းနဲ့ပဲကျွန်တော်ဒီ speaking မနော်ဒီ speaking and listening ကိုလေ့ကျင့်မယ်ဟုတ်ပြီနော်ပြီးမှမှ oh speak sorry speaking and listening ကျွန်တော်လေ့လာပြီးမှ writing writing အဆင့်ရောက်ဖို့ကကျွန်တော် grammar သိနေဖို့လိုနေပြီလေ ဒါပေမဲ့ writing ဆိုတာကျွန်တော် idea တွေကိုကျွန်တော် ရေးချတာဆိုတော့အဲ့ဒါတွေကျွန်တော် grammar တွေသိပြီးမှရေးလို့ရမယ်ဟုတ်ပြီဆိုတော့ဒီနေ့ဒီလောက်ပဲဒီနေ့ဒီလောက်ပဲဆိုတော့ပြောတာနှစ်ခေါက်ရှိပြီဆိုတော့ Jesus တင်တယ်နောက် video မှာပြန်ပြီးတော့တွေ့ရအောင်